တော့ဆင်းလဲရဲတော့ဆင်းရဲတော့သူ့သားနဲ့တဘောမကြဘောသူ့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 ပေါ့ဟုတ်အလုံးမင်္ဂလာပါအခုဖြစ်စဉ်လေးကတော့ကိုဝန်ခုနလရှိတဲ့အချိန်မှာယောက်ျားဖြစ်သူဤစွပြစ်ချင်းကိုခံလိုက်ရတဲ့တကယ်ကိုတနာဆရာကောင်းတဲ့ကိုဝန်တယ်မလေးရဲ့အကြောင်းကိုလာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ let's go ဒီနေ့တော့ဘလို့သွားစင်ဒီမှာတော့နင်းလို့စင်ဒီပါမလားကိုလိုချမ်းနေရလူကောင်းတော့မှရှောက်လို့မလွယ်ဘူးလေဟုတ်ဗျာကိုရင်းအကြည့်ပြောင်းလာတယ်ဩဒီထဲမှာသမီးနေတာပေါ့อืมမိကိုဝင်ရပြန်လာစီပါခွန်လာ ခုနလာอืมယောက်ျားရောပဲသွားလဲထိုင်းထိုင်းဟင်းယောက်ျားဒီကိုခုနလာဖြစ်တဲ့ခါကျတော့ထောက်ပံ့မှုမရှိဘူးလားမရှိမရှိဘူးอืมဖုံးရောဆက်လားဖုံးဆက်တယ်ပတ်စံမပို့ဘူးဟွန်းချာလာပြေခေါ်တယ်ဆိုတော့မခေါ်တယ်။အော်ဖုန်းတော့ဆက်တယ်။ပြဿနာလဲပို့တခါမှပို့မပေးဘူး။ချာလာပြေခေါ်တယ်ဆိုတော့လိုက်ဖို့ကမခေါ်တင်ဘူးဖိုက်တော့မပန်လက်ရှိပါဘူး။ ခုနလားခုနလားရှိပါအခုကဘိုက်ကခုနလားရှိပါဆိုတော့တမီးကဘိုက်ရောအပ်ပြီလားအားဟုတ်လားဒီပေါ်နော်သူကရောဘာပြောလဲဘိုင်းနေပတ်သက်ပြီးတော့သူကတော့ပြောတယ်သူပြောတယ်ခလေးမွေးစိတ်တောင်ပြောတယ်ပတ်စံမရှိဘူးတော့သူကလည်းမပေးဘူးပေါ့ပြောတယ်ခလေးမွေးပြီးတမီးပြေးလိုက်ဟုတ်ဗျာအဲ့လိုပြောရလားဟင်းသမီးရောဒီကလေးကိုဘလို့မွေးဖွားမယ်လို့ဆုံးပြထားတာ တန်းနိုင်တာတော့မွေးပါမယ်သူတန်းနိုင်တော့မွေးတော့မွေးမယ်မွေးပေါ့စူးစမ်းပြီးတော့ရုံးကြံပြီးတော့ရှားတော့ရှားဝတ်ကြည့်ကြည့်မှာပေါ့နော်음ခုဘိုက်တာခုနှစ်လားရှိတဲ့ထိန်တော်တွေမှာသူကအဲ့လိုမျိုးကြီးမွေးပြီးတော့သူများကိုပေးပြစ်လိုက်လို့ပြောတဲ့ခါကျတော့တမိရင်နေမှာဘယ်လိုခံစားအမျိုးခံစားရဘယ်လိုလဲဟာငိုချင်လို့ပါလို့ငိုချင်လို့ပါလားအေးပေါ့တမိတက်ငယ်သေးတာအဲ့ခါကျကိုက အဆင်မပြေတဲ့အချိန်မှာလည်းအိမ်အောင်ပြုတ်လိုက်တယ်။ငွေအသက်ငယ်ငယ်လေးမှာလည်းအိမ်အောင်ပြုတ်လိုက်တယ်။ဟောအခုကျတော့ယောက်ျားဖြစ်သူကကိုဝင်ခွန်လာလည်းရှိရော။မွေးလည်းမွေးပြီးမွေးရမယ်လည်းဆိုရော။ဒါ6လလွယ်ဆယ်တာပါတော့။နောက်3လလောက်ဆိုမွေးတော့မွေးလည်းမွေးပြီးတော့သူများကိုပေးပစ်လိုက်တော့ဆိုတော့ကျတော့တိတ်ဆင်ပြေပါအောင်နော်။အဲ့ခါကျတမီးကသူနဲ့လက်တွဲပေါ်ပါရောအစီအစဉ်ဘယ်လိုရှိလဲ။အတော့မရှိတော့ထားခဲ့တော့သူလည်းမတွဲတော့။သူလည်းမတွဲတော့။อืมတမီးကရော ဘာလို့တွေလောက်တာလဲအရင်ကဆိုအရင်ကဆိုင်မှာလောက်တယ်ဆိုင်ဆိုတာဘာဆိုင်ကြက်ကင်ဆိုင်လို့အတော့ဆိုင်လောက်လောက်ဩကြက်ကင်ဆိုင်လို့အတော့ဆိုင်လောက်လောက်အမီးရဲ့မိဘတွေရောဘာလို့ကင်လောက်တာဟာအမွေရောလိုပဲကောက်လိုက်ဆိုင်ဟုတ်ဆလန်လိုက်လောင်းလဲလဲလောင်းအဖေရရောယောဂတယ်လို့တင်းကြတယ်ဘာယောဂတွေဖြစ်တာအဖေရကရင်ကြက်လို့ယောဂဦးတက်ရအောင်လို့အဲ့လိုမျိုးယောဂလို့ဖြစ်ဘူးဘာမှဆိုရင်ဖခင်ကိုယ်တိုင်ကလည်း အဲယောဂတဲ့မိခင်ကိုယ်တိုင်ကလည်းကျောင်းအာဂျပန်နဲ့အဲ့ခါကျတော့သမီးကိုဟိုတခြားချက်ခင်ဆိုင်တို့ပါဟိုဘယ်လိုပြောမလဲဒီအပြင်ဆိုင်လေးတွေမှာအစားတော့လုံးလုံးတယ်ယောက်ျားရသွားတဲ့ခါကျတော့အခုယောက်ျားရပါမယ်လေယောက်ျားဖြစ်သူကထိုင်းကိုတက်သွားတယ်ကိုဝင်ခွန်းလာရှိတဲ့ချိန်မှာအမ်သူကကလေးမွေးဖွားရင်တော့သူများကိုပြေးလိုက်တော့လို့ပြောတဲ့ခါကျတော့သမီးကိုလည်းသူကဘယ်လိုပြောမလဲဆုတ်ခွာသွားတဲ့သဘောရှိတယ်နော်ဒီပေါ့ ဘာဖြစ်ဖြစ်သတင်းရတော့ဒီကလေးကိုမွေးမှာမို့လားမွေးမယ်မွေးမယ်နော်ဘာဖြစ်ဖြစ်ဖြစ်ပြီးရတယ်ဖြစ်ပြီးသွားပြီပေါ့ဘာဖြစ်ဖြစ်နောက်ခါကျရင်ကိုကတော့တေချာတွေးရမှာလေဟုတ်လားဖြစ်ပြီးရဖြစ်သွားပြီဆိုတော့ဘာမှတတ်နိုင်ဘူးအပြင်းမရှိတဲ့ကလေးကိုတော့ဘိုးတို့ကလောကကြီးတွေကိုဘာဖြစ်ဖြစ်အန်ရကင်းစွာခေါ်ထုတ်ရမှာပဲနော်ဒီပေါ့အဲ့ခါကျတော့တကယ်လို့များပေါ့နော်အခု GPU file လေးကိုသမီးရဲ့ယောက်ျားဟောင်းဖြစ်သူကကြည့်နေခဲ့မယ်ဆိုရင်သူ့ကိုသမီးကဘာပြောစရာစကားရှိလဲ ။ဟာသူတောင်းမကြလို့ဘောသူမွေးစင်ပြီးတော့အဲ့လိုမျိုးတင်တယ်ဗော။ဟင်ဘယ်လဲ။အော်သူတောင်းမကြလို့ဘောသူပတ်စံမပေးလို့ဗော။ရောပတ်စံလည်းမပို့ဘောတော့မွေးဖွားမှာဟာတင်တယ်မပို့ဘော။မွေးချစ်လို့သူထားခဲ့တယ်ဗောအဲ့ဒါ။ဟင်။တမီးပြောချင်တာကအဲ့ဗောတမီးကကလေးသက်သာဆိုတော့မပြောမတတ်လို့ပြောမယ်ဆိုရင်တကယ်တမ်းဘာမြေသွင်းဖြစ်စီကမှုကိုယ့်ရဲ့မိမဖြစ်သူကခုနလာတဲ့ရောက်နေတဲ့အချိန်မှာ ဟိုဘာပဲပြောမွေးစိတ်နောက်ဆုံးမွေးစိတ်ဆိုမွေးစိတ်မရဟုတ်သေးတော့မှစီကံသွားပြဖို့တစ်ဖိုက်သွားအပ်ဖို့အတွက်တသိန်းနှစ်သိန်းလောက်ပို့ပေးတယ်ဆိုရင်တော့မှနည်းစင်ပြေသေးတယ်အခုကျတော့တသိန်းနှစ်သိန်းလောက်မှပို့မပေးတဲ့အပြင်ကိုမှဟိုမွေးပြီးတော့သူများကိုပေးလိုက်လို့ဆိုပြီးတော့ဘာထောက်ပါမှမလုပ်ခဲနဲ့အဲ့လိုမျိုးထားခဲ့တဲ့အတွက်တမီးကအခြေလိုများဒီဗီဒီယိုဖိုင်လေးကိုတမီးရဲ့ယောက်ျားဟောင်းဖြစ်သူကကြည့်နေမယ်ဆိုရင်တမီးသူ့ကိုဘာပြောပြရစကားရှိလဲအမျိုးဆန်းစကားရှိလဲဆိုတော့သူက ွားတော့ဒီကလေးဝင်ပြီးတမ ्या ပြလိုက်ဆိုတော့သူအဲ့တော့ပြောတော့ဗောနော်ငါတမ ्या တော့မွေးမယ်ကလေးလုံးမပေးချင်ဘူးခုကလေးကိုဘယ်ဟာစူးစားပြလို့ကြွေးချင်တော့ဗောွားတော့ပေးလိုက်လို့ပြောတော့ဗောဒါပေမဲ့သူကကျတော့သူ့အမျိုးတကယ်ချိခဲ့တော့ဗာဒါပေမဲ့သူကတော့အဲ့ဒီဘောခုနှစ်ပိုင်းခုနှစ်လာရမှသူကတမ ्या ပေးလိုက်ဆိုတော့ရှင်နေမှာဝမ်းလေနေပြောငိုလဲငိုရှင်နေအဲ့ဒါသူ့မွေးပါပြီးတော့သူကလွတ်တဲ့ကေမချိတော့ဆိုတာသိတယ် အဲ့တော့သူတီးရင်ပြန်မလာသူ့ကိုရှိတော့သူပြန်လာရင်လည်းမပေါင်းတော့ဘူးထိုင်းမှာပြန်ဆင်းလာရင်လည်းမပေါင်းတော့သူကသွားပါပြီသူ့မရလည်းပြောလေလေသူ့သားလည်းမပတ်သက်ပြီးရောတဲ့ဒီကလေးကိုလည်းသူ့လိုလည်းမယူဘောနော်မွေးပြီးနေပေးရှင်ပေးလိုက်လို့ကျွေးနိုင်ကျွေးပေါ့အော်မဲသူကတော့လို့ကျွေးနိုင်တော့ကျွေးမဲ့တမီးကလေးသူသူ့မိဘတွေကလည်းတမီးနဲ့သဘောမတူဘောမတူဘာဖြစ်လို့သဘောမတူရလဲဟောမြန်မာလည်းဖြစ်တယ်ပြီးတော့ဆင်းလဲရဲတယ်ပေါ့ဆင်းရဲတော့သူ့သားနဲ့သဘောမကျဘောသူ့သူကမတူဘူးပေါ့ ဟောဒီပေါ်လေးဘယ်တဲ့နေကြောဖြစ်ပြီးသွားပြီဆိုလဲနော်ဇနေဟာလည်းတော့ပြောချင်တော့ဒီကြတဲ့ခုကတမီးကလကိုရဲ့ဆင်းရဲတယ်ဆင်းရဲကြတဲ့မှဟိုအကွေရမလို့ဆိုအိမ်အောင်ပြလိုက်တယ်အိမ်အောင်ပြတဲ့ယောက်ျားကလည်းဒီလိုမျိုးဟိုဘယ်လိုပြောမလဲကိုဝင်ခုနလရှိမှာပဲသူကလုံးဝအထောက်ပံ့မရဘယ်လိုဆက်သွက်ဖြတ်ပြီးတော့ပြောမလို့ပြစ်ပြစ်ထုတ်လိုက်တယ်ဖြစ်သွားတယ်တမီးကနော်အဲ့ဒါကြတော့တမီးဘိုက်အပ်ဖို့ဂလီမွေးဖွားဖို့စသရရဘယ်လိုပြောမလဲ ိုအပ်ချက်တွေများလို့ကိုကြီးတောင်းတာပေါ့နော်ဟုတ်ပြီအဲ့ခါကျတော့ဘာဖြစ်ရောအခုကသမီးဘိုက်စတင်အဖို့အတွက်နော်ဘိုက်စတင်အမယ်ဘာဖြစ်အတိတ်ကနေပြန်စပေါ့နော်တနိုင်ဆုံးဒီကလေးကိုလည်းစူးစမ်းပြီးတော့မွေးအဲ့တော့ဦးလိုကလည်းတနိုင်ဆုံးကိုကြီးပေးမယ်နော်ဘလောဆယ်ကမွန်ပြည်နယ်ပေါင်မြို့နယ်နတ်မော်ကြီးပါကဥထွန်းတင်ရဲ့ဒူလေးကိုမျိုးအောင်ခအဲကိုတရုတ်ဆိုတဲ့အကိုကြီးကနေပြီးတော့သမီးရဲ့မမီဖွားဖို့ဘိုက်အထူးအခုကတော့မီဖွားလို့မရသေးပါဘူးဘိုက်အဖို့အတွက်အလူငွေ နှစ်သိန်းတူပြီလားနော်ဒါကကိုတယုတ်ခကိုမျိုးအောင်ရဲ့ဟိုပေါ့လောနှစ်သိန်းအလိုပေါ့နော်အဲဒီကိုမျိုးအောင်ကိုကျေးဇူးတင်ဆုတောင်းငါလေးတမိနည်းနည်းလေးဝယ်ခွင့်လေးပြီးပြောပြလိုက်ပါနော်အဲကျေးဇူးပါစေချမ်းသာပါစေလို့ဆုတောင်းပြလိုက်ပါอืมครับนะแล้วตะมีเนี่ยซาลายาซีรีบาร์ได้ด้วยสุดท้ายเลยนะโอเควิดีโอเลยဖြစ်စင်ก็တော့ဒီလောက်ပါပဲခင်ဗျာဒီวิดีโอရဲ့ဖြစ်စင်ကို ကျွန်တော်တို့ view ပါလေးတွေကြည့်ပြီးတော့ဘလို့တုံးတက်နိုင်မလဲ comment ထဲမှာဝင်မန်းခင်လို့ရပါတယ်ခင်ဗျာကဲနောက် video လေးမှာပြန်လည်ဆုံသွေးဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာ bye bye